အခုကျွန်တော်ကြည့်ပြမှာကတော့တနင်္ဂနွေသားစင်းများအတွက်အော်တိုဘာလဒီလာဝက်ကနေစပြီးတော့လာပုံပိုင်းဒီအလောက်ကိုင်ငွေကြီးနဲ့ထူးထူးခြားခြားဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံးအလောက်ကိုင်နဲ့ငွေကြီးပိုင်းအခြေအနေကိုဒါကျွန်တော်ကအင်္ဂါဝိဇ္ဇာနဲ့ကြည့်ပြီးတော့ ဟောကြားပေးမှာပဲဖြစ်ပါတယ်နောက်ထူးထူးခြားခြားပါဒီကြုံတွေ့လာရနိုင်မလဲဆိုတာကိုတော့တေရော့ကတ်နဲ့ကကြမှာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေသားမိများဟာဂူဒီအော်တိုဘာလာကုန်ပိုင်းအထိလုပ်ငန်းကိန်းတန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေနောက်အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်အဲ့တော့လက်ရှိလုပ်ငန်းကိန်းတွေကို ပြင်ဆင်တာတို့ကြောင်းလဲတာတို့တိုးချဲ့တာတို့ဒါလောက်ကန်ဆောင်ရွက်ဖို့အတွက်အခွင့်အခါအသင့်ဆုံး ဒါအချိန်ကာလပိုင်းခြားလို့လည်းပဲဟောကြားပေးလိုက်ရပါတယ်အဲ့တော့လုပ်ငန်းခိုင်ငန်းပိုင်းနဲ့ပတ်သက်တဲ့အဆင်ပြေမှုကောင်းမွန်မှုတွေကိုအများဆုံးရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာနောက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေနောက်မျက်နှာသာပေးမှုတွေကိုလည်းပဲရရှိစေတတ်ပါတယ်ငွေကြေးပိုင်းမှာတော့ငွေကြေးကုန်ကျမှုတွေအထွက်အပြုတွေတအားများတတ်ပါတယ်ငွေကြေးအတွက်လည်းနည်းနည်းစိတ်သောကများစရာလေးတွေလည်းပဲ ဖြစ်ပေါ်စေနိုင်လိမ့်မယ်လို့တွေးရပါတယ်အထူးပြောလို့တဲ့အချက်ကတော့ငွေရေးကြေးပိုင်းမှာအကုန်အကြအထွက်ပြုတွေအဲများပြီးတော့ပေါ့နော်အဲ့ဒီအတွက်နဲ့အဲစိတ်ညစ်ရမယ်စိတ်ရှောရမယ်ပုံစံလေးတွေကိုတွေးရပါတယ်ခင်ဗျာတကယ်အခုဒါကတော့အဓိကကျွန်တော်ဟောပြောပေးတဲ့အလုံးကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘာတွေထူးထူးခြားခြားကြုံတွေ့လာရဖွယ်ရှိနိုင်တယ်လဲဆိုတာကိုတော့တေရော့ကန်နဲ့ ကံကြမ္မာဖန်ကြားပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမင်းမြန်းကျင်တဲ့မိတ်ဆွေများက TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒါကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီမင်းမြန်းလို့ရပါတယ်တဦးချင်းတယောက်ချင်းရဲ့ဂိမ်းခန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကို ဖြည့်ပေးဟောပေးတယ်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစွာကတဦးကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာ အဲအခုဆက်လက်ပြီးတော့ဒီလားကိုပိုင်းဒီဘာတွေတူတူကြကြရှိလာနိုင်မလဲဆိုတာကိုတဲရော့ကလေးနဲ့ကြည့်ပေးလိုက်ပါပြီအပြောင်းလဲကြီးကြီးမားမားတချို့ကြုံတွေ့လာရနိုင်ပါတယ်။အိုးပြောင်းအိမ်ပြောင်းအလုပ်ပြောင်းနေရပြောင်းစားတဲ့အပြောင်းလဲမျိုးတွေဖြစ်ပေါ်စေတတ်သလို နေရာအရွှေ့ပြောင်းလေးတွေတို့ဒါမို့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေမျိုးတို့စားတဲ့ပုံစံမျိုးလေးတွေကိုတွေ့ရတယ်။တိတာထင်ရှားတဲ့တိုးတက်ကောင်းမွန်မှုတွေအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာကိုယ့်ကိုကူညီပေးမမဲ့သူတချို့နဲ့လည်းပဲကြုံတွေ့ရတတ်တယ်လို့ကိုယ့်ကိုအနှောက်ယှက်ပြီးအတိုက်အခိုက်ပြုတဲ့သူများနဲ့လည်းပဲကြုံတွေ့ရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီခု အော်တိုဘာလာလာဝယ်ပိုင်းအနေစပြီးတော့အော်တိုဘာလာကိုပိုင်းဒီတနင်္ဂနွေသားမိများရဲ့ကံတာရအခြေအနေဟာများသောအားဖြင့်တိုးတက်ကောင်းမွန်မှုတွေကိုရရှိလာစေနိုင်ပါလိမ့်မယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျမြတ်သက်တဲ့တော့အပေါ်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ တလင်းလာသားသမီးများအနေနဲ့အခုရောက်ရှိနေတဲ့အော်တိုဘာလာ လာဝက်ကနေစပြီးတော့အော်တိုဘာလာကုန်ပိုင်းအထိအလောက်ကိုင်းငွေကြေးနဲ့ထူးထူးခြားခြားဘလို့အဖြစ်အပျက်တွေဂျုံတွေးရနိုင်မလဲဆိုတာကို ခေါ်ကြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအလုံးကိုင်းအခြေအနေကိုကြည့်လိုက်တဲ့အခါမှာတင်းလာသားမိများဟာလုပ်ငန်းကိုင်ငန်းပိုင်းတွေမှာမတင်မကျဖြစ်နေတာပါတယ်အဲ့တော့ဟိုမြောက်တီမြောက်ဖြစ်နေပါတယ်လို့ဆိုရမှာပါပဲအဲ့တော့ကိုလုံးနေတဲ့အလုပ်တွေကမပြီးစီးတာတို့မပြီးပြတ်တာတို့အဲထင်းကော့ခက်ခဲကြံ့ကြာနေတာတို့စတဲ့ပုံစံမျိုးတွေကို ကြုံရတတ်ပါတယ်။နောက်တစ်ခုကလုပ်ငန်းကိန်းငန်းပိုင်းတွေမှာအခက်အခဲအနှောက်အယှက်လေးတွေအနည်းနဲ့များဖြစ်ပေါ်စေတတ်ပါတယ်။ဒါလေးတွေကိုနည်းနည်းဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာ။မိတ်ဆွေပြန်ကဗီဒီယိုပိုင်းလေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။ follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။တင်လာသားသမီးများအနေနဲ့ငွေကြေးစီးပွားလက်လာပါပိုင်းအနေနဲ့ပတ်သက်ပြီးတော့ တော်တော်လေးပွင့်လန်းတိုးတက်လို့လာပါလိမ့်မယ်။ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာနိုင်ပါမယ်။ဥမာဈေးရောက်နေတဲ့သူတရားဆိုလို့ရှိရင်ပို့ပြီးတော့အယောင်းဝယ်တွေခေါင်းလာလိမ့်မယ်။လတ်လာပါတွေရွှင်လာပါလိမ့်မယ်။ဒါမှမဟုတ်ဒါတင်းလာသားကြီးများရဲ့ဒီအော်တိုဘာလကုန်ပိုင်းအထီးပေါ့နော်။ငွေကြေးကန်ကြမ္မာအခြေအနေကတော့တော်တော်လေးကိုကောင်းမွန်လာပါတယ်လို့ဒါလက်ရှိအင်္ဂါဝိစာအရာကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်။ဘာဒီတူတူကြဲကြဲကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရွက်ကတ်လေးနဲ့လည်းပဲထပ်ပြီးတော့ ကြည့်ပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းလဲဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေ တင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စရင်ပေးကဗီဒီမေးမြန်းလို့ရှားပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူစွာကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲအခုတော့တင်ထားတာသမီးများအတွက်ဒီလာကိုပိုင်းအခြေအနေလေးကိုကျွန်တော်တဲရော့ကလေးချိုးကြည့်လိုက်ပါပြီ။ တင်းထသာသမီးများအနေနဲ့အောက်တိုဘာလဝက်ပိုင်းကနေစပြီးတော့လကောပိုင်းအထိဒီကာလတွေမှာမိကောင်းဆွေကောင်းနေနဲ့စုံတွေ့ရတတ်ပါတယ်။ဆရာသမားလိုပုံကိုယ်တွေအကြီးအကဲလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကို ရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဘယ်ကိစ္စကိုပဲလုံးလုံးဉာဏ်ပညာအတွေးခေါ်နဲ့ ုက္ခံဆောင်ရွက်ခြင်းအပြင်ပေါ့နော်ပုံမူပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမှာအတီတူးညံတူအတွေးတူးအမြင်တူအတွေးသည့်အမြင်သည့်အိုင်ဒီယာသည့်တွေထွက်ပေါ်လာနိုင်တယ်လို့အရာတွေကိုအသုံးချလုံဆောင်ရင်းနဲ့လည်းပဲအောင်မြင်မှုများရရှိနိုင်ပါလိမ့်မယ်လို့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့သောအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ အင်္ဂါသားသီးများတွေအခုရောက်ရှိနေတဲ့အော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလလာကုန်အထိပေါ့နော် ဒါကံကြမ္မာအခြေအနေကိုဟောပြောပေးပါပါအဲ့လိုဟောပြောပေးတဲ့ဆိုတဲ့အခါမှာအလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတေရော့ကတ်လေးနဲ့ဒါကံကြမ္မာဖတ်ကြားပေးပါပါမိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအင်္ဂါသားမင်းများဟာ လုံငန်းကိုင်ကံပိုင်းနေနဲ့ပတ်သက်တဲ့အစစ်မပြေမှုတွေ တော်တော်များများကိုကြုံတွေ့လာရနိုင်ပါတယ်အလုံးမှာအပြိုင်ဆိုင်တွေအနှောက်ယှက်တွေအတိုက်ခိုက်တွေပေါ်များစေတတ်ပါတယ်လုပ်ငန်းခိုင်ငံမကောင်းပါဘူးဆိုတဲ့သူတွေကရက်လိုက်ရတဲ့အခြေအနေမျိုးတွေဒီကိုဖြစ်သွားတတ်ပါတယ်ဒါပေမဲ့အလုံးမှာတော်တော်လေးဂယူဆိုင်ဖို့သတိထားဖို့တော့လိုအပ်နေတယ်လို့ကျွန်တော်အနေနဲ့မှာကြားလိုပါတယ်ခင်ဗျာထို့နည်းတူစွာပဲအလုံးကိုင်းတဲ့သူငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေလည်းပဲဖြစ်လာနိုင်ပါတယ်အဓိကအပြင်တော့ငွေကြေးအတွက်နဲ့စိုးရိမ်သောကတွေအဲပူပင်ရမယ့်အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စနှံ့မြအပေါ်လုံးဟာလွယ်လွယ်ကူကူရှော့ရှော့ရှူရှူနဲ့အစင်မပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုပဲအဲကျွန်တော်အနေနဲ့တွေ့ရပါတယ်ဒါကြောင့်မလို့ဒါအလောက်ကန်ရောငွေကြေးပိုင်းရောနှစ်ခုသလုံးအားနည်းနေတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်ခင်ဗျာဘာပဲဖြစ်ဖြစ်ဒီအခု လာမကုံခင်မှာဘလို့ထူးထူးခြားခြားအခြေအနေတွေဘလို့ကောင်းမွန်တိုးတက်မှုတွေရရှိနိုင်အောင်မလဲဆိုတာကိုအခုကျွန်တော်တဲရော့ကတ်လေးနဲ့ ကြည့်ပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီမီးမြန်းကျင်နေဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အရင်ကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီမီးမြန်းလို့ရှားပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ဗီဒီကိန်းကန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ဗီဒီ hostel တွေကိုကျွန်တော်ပို့ပေးတယ်။သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ဉာဏ်ပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ ကဲအခုဆက်လက်ပြီးတော့အင်္ဂါသားသမီးများအတွက်ဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုကြည့်ပေးလိုက်ပါပြီ အင်္ဂါသားမီးများအနေနဲ့ခေါင်းမှုစရာစိတ်ရှုပ်စရာတွေတော်တော်များများရှိလာနိုင်ပါတယ်။ဖီအားတွေအောက်ကိုရောက်နေတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်။အကောင်းဆုံးကျွန်တော်အကြံဉာဏ်ပေးချင်တာကဘယ်ကိစ္စကိုပဲဖြစ်ဖြစ်လှင်လင်းညံ့ညံ့စဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါလို့အကြံပြုပေးလိုပါတယ်။နောက်ဒီကာလတုန်းကခရီးသူခရီးရာလေးတွေသွားတတ်ပါတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်။အဲ့တော့ကံနေကောင်းဖို့အလောက်ကန်တဲ့ငွေကြေးပိုင်းရဲ့အစင်မပြေမှုတွေကနေပြီးတော့အစင်ပြေစေနိုင်ဖို့အတွက်ဆိုရင် ခလေးငယ်လေးတွေကိုမုံဝဲကြွေးတာတို့မုံဘိုးပေးတာတို့ကစားစရာဝယ်ပေးတာတို့လုပ်ပေးပါ ကို့ကြောင့်ခလေးလေးတွေပျော်ရွှင်ရလေအဲကို့ရဲ့ကံတွေတောင်းလာလေပဲလို့ကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုခိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အပမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ဗုဒ္ဓဘူသာသီးများတွေအခုအော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလလာကုန်အထိပေါ့နော်ကံကြမ္မာအခြေအနေကိုဟောပြောပေးမှာပါအဓိကအဖြစ်အလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ဘာတွေထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတေရော့ကတ်လေးနဲ့ရေကျွန်တော်ဟောကြောဟောပြောပေးမှာပါမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးဘူးဆိုရင်လည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ ဖော်လို့လုပ်ခဲ့ပြီလို့ရပါတယ်ခင်ဗျာဗုဒ္ဓဘုရားကြီးများဟာအခုဒီအော်တိုဘာလလာကိုမိုင်းအထီပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေနောက် total အောင်မြင်မှုတွေအစီအပြေမှုတွေကို ရရှိလာနိုင်ပါလိမ့်မယ်။လုပ်ငန်းခိုင်နာပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းမွန်စေနိုင်တဲ့အခြေအနေမျိုးကိုလက်ရှိအင်္ဂါဝိဇ္ဇာရာကျွန်တော်အနေနဲ့တွေ့လိုက်ရပါတယ်။အလုံးမအကူအညီကောင်းအထောက်ပံ့ကောင်းနဲ့အဆက်အသွယ်ကောင်းနဲ့လည်းပဲများစွာရရှိလာနိုင်ပါတယ်။ကိုပါဟိုပဲလှုပ်ချင်လှုပ်ချင်ကိုပါဟိုပဲဖြစ်ဖြစ်ဖြစ်ရင်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုဖြစ်ချင်တာတွေကိုအင်တိုင်းအားတိုင်းနဲ့ကြိုးစားလှုပ်ဆောင်ပါလို့အကြံပြုပေးလိုပါတယ်။ငွေကြေးပိုင်းငွေကြေးအစုလိုက်ပုံလိုက်ဝင်လာနိုင်ခြင်းရှိပါတယ်။ အဲ့တော့ထီပေါက်သလိုချဲပေါက်သလိုအမွေရသလိုမျိုးပေါ့နော်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေရှိနေတယ်လို့တွေ့ရတာဖြစ်တဲ့အတွက်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေကိုဖွင့်ထားပါအဲ့တော့လုပ်ငန်းကိုင်ငန်းပိုင်းတွေမှာလည်းပဲငွေရေးကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြည်လည်အောင်ဖြေရှင်းနိုင်မယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးလို့ရှိရင်လက်လာပါတွေအထူးပေါ်များကြွယ်ဝစေနိုင်ပါလိမ့်မယ်လို့ တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့အရင်ဆုံးအင်္ဂါဝိဇာယအလောက်ကိုင်းနဲ့ငွေကြေးအတွက်ကိုကျွန်တော်ကြည့်ပေးတာပါဘာတွေထူးထူးခြားခြားထပ်မံကြုံတွေ့ရခွဲရှိနိုင်မလဲဆိုတာကိုတေရော့ကန်လေးနဲ့ကန်ကြမှာဖတ်ကြားပေးမှာပါမိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမြန်းကျင်နေဆိုရင် TikTok ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးက မေးမြန်းလို့ရပါတယ်။တဝူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ပေရင်ဟောစတန်းလေးကိုကျွန်တော်ပို့ပေးတယ်။နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲခုဆက်လက်ပြီးတော့ဒါထဲရော့ကန်လေးနဲ့ဗုဒ္ဓဘုရားမိများတွေဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကျွန်တော်ကြည့်ပေးလိုက်ပါပြီ။ဘာတွေကြုံတွေ့ရနိုင်မလဲဆိုတော့သီတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကို ရရှိစေပါလိမ့်မယ်အဲ့တော့နာမည်ကုန်သွင်းတွေကြော်စောပါလိမ့်မယ်အကူအညီကောင်းထောက်ပံ့ကောင်းတွေကိုရရှိမယ်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အလွန်ကောင်းမွန်တဲ့အချိန်ကာလပိုင်းခြားတစ်ခုကိုရောက်ရှိနေပြီလို့စိတ်ထဲမှာအဲယုံကြည်စွာလက်ခံထားလိုက်ပါလို့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျမြတ်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ကြာသာရေးသားမိများတွေအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒီကူရောက်နေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့လာကုန်ပိုင်းဒီကျွန်တော်ဟောပြောပေးမှာပါဒါကိုအင်္ဂါဝိဇ္ဇာနဲ့ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာဒါဘာတွေထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်မလဲဆိုတာကိုတဲတော့ကန်လေကန်ကြမှာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အဲ့တော့လက်ရှိ အင်းငါဝိသာယာတွေးလိုက်ရတာကတော့အလုတ်ကင်မှာအဆင်မပြေမှုတွေတော်တော်များများဖြစ်ပေါ်လာနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။အဲ့တော့အလုတ်မှာကြီးခဲတဲ့သူတွေညွန်ညင်မှုတွေခံရတာတို့ဒါအလုတ်မှာလုပ်ငန်းတွေပြဿနာလေးတွေပေါ်ပေါက်လာတာတို့နော်ကိုနဲ့တခြားအဲသူတွေနဲ့ပေါ့နော်ဂျားထဲမှာအဲပြဿနာလေးတွေရှိလာနိုင်တာတို့စတဲ့အခြေအနေမျိုးတွေတွေ့ရပါတယ်။အဲ့တော့အလုတ်မှာအဆင်မပြေမှုတွေနဲ့တူအတိုက်ခိုက်အနှောင့်အယှက်ပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။ သတိထားပါလို့မှာကြလို့ပါတယ်ခင်ဗျာနောက်ငွေကြေးပိုင်းမတင်မကြဖြစ်နေတတ်ပါတယ်ရမယ့်ငွေကြေးတွေကရမလို့လို့ရမလို့နဲ့ကိုယ့်လက်ထက်ကိုရောက်မလာနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဖြည့်ရှင်းရမယ့်ကိစ္စတွေမှာမဖြည့်ရှင်းနိုင်သေးပဲနဲ့ပေါ့နော်ခက်ခဲကြံ့ကြာနေတတ်တဲ့ပုံစံမျိုးတွေနောက်မတင်မကြဖြစ်နေတတ်တဲ့ပုံစံမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒါမလို့အလောက်ကိမှာ အားနည်းနေတယ်လို့ဝေကြီးပိုင်းမှာလည်းပဲအားနည်းနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ထပ်ဘာတွေအထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဘလို့ရရာတွေလေးလုံးသိမှတယ်လဲဆိုတာကိုထပ်ပြီးတော့ကျွန်တော်ဒေရော့ကတ်လေးနဲ့ကြည့်ပြမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အတန်းလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမင်းများကျင်တဲ့မိတ်ဆွေများက TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမင်းများလို့ရပါတယ်တဦးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစနလေးကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်လိုအပ်တဲ့ရည်ရည်တွေကိုအကြံပြုတိုင်းညွှန်ပေးပါတယ်ညံပူသောကတဦးကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာ ကဲတော့ကြာသာပြီးသားမိများလည်းအခုကျွန်တော်တဲရော့ကလေးချိုးကြည့်လိုက်ပါပြီ တယ်ရောကကနမိတ်ပုံဟာဒီတိုင်းတိုင်းကြီးနေနေတာမျိုးဒီတိုင်းတိုင်းကြီးလုံနေတာမျိုးမဟုတ်ဘဲနဲ့အပြောင်းလဲလေးတွေကိုစဉ်းစားသင့်တယ်လို့ဒါအကြံပြုလမ်းညွှန်ပေးထားပါဗျ။အဲ့တော့အပြောင်းလဲတွေလုံမှသာတည်းတိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါဗျ။နောက်ဒီကာလတွေမှာညင်ညင်လေးနေနေရတာမျိုးမဟုတ်ဘဲနဲ့လှုပ်ရှားသွားလာနေရတဲ့အချိန်တွေညာနေကြပါတယ်။အဲ့လိုမျိုးလှုပ်လှုပ်ရှားရှားသွားသွားလာလာလောဘကံရနေရထိုင်ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ကောင်းတယ်လို့တွေ့ရပါတယ်။လူမှုရေးပိုင်းနေမှာကိုယ့်ဘောကိုကောင်းတဲ့သူတွေရှိတယ်လို့ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေနဲ့လည်းပဲကြုံရတတ်ပါတယ်။အဲ့တော့ခက်ခဲစွာနဲ့ယုံကန်နေရတဲ့အခြေအနေတွေရှိမယ်ဆိုရင်ဒီအခြေအနေတွေကနေယုံထွက်နိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်တော့ယုံထွက်ပြီးတော့လွတ်မြောက်သွားနိုင်ပါလိမ့်မယ်လို့တွေ့ရပါတယ်ခင်ဗျာ။ရရအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထံမှာစပယ်ပန်းရှိကုန် သို့မဟုတ်သပယ်ညွန်ရှင်ညွန်လှူဒန်းပြီးတော့ဆူတောင်းပေးပါလို့ရေရာလေးပေးလိုက်ရပါတယ်ဒါအလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားအနှောက်အယှက်အတိုက်ခိုက်တို့ကင်းအောင်ပေါ့နော်ဆောင်ရွက်ပေးပါခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ တောက်ကြသားများတွေအခုရောက်ရှိနေတဲ့ဒီအော်တိုဘာလာလာဘက်ကနေစပြီးတော့လာကုန်ပိုင်းဒီအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုကျွန်တော်အင်္ဂါဝိဆာနဲ့ကြည့်ပေးပါမယ်။ပြီးတဲ့ကောင်မှာဘာလို့ထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတဲရွက်ကန်နဲ့ ကကြမှာဖတ်ကြားပေးပါမယ်ခင်ဗျာမိတ်ဆွေများကဗီဒီယိုခိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်တောက်ကြသားသမီးများရဲ့အလုတ်ကင်နဲ့ပတ်သက်တဲ့အခြေအနေကိုတော့လွန်သာမှာဝမ်းသာခြင်းနဲ့အားရမိပါတယ်လုပ်ငန်းကိန်းနံပိုင်းနေနဲ့ပတ်သက်တဲ့ total အောင်မြင်မှုတွေနောက်အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်အလုတ်နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေ စိတ်ချမ်းသာမှုတွေကို အများဆုံးရရှိစေနိုင်မဲ့အချိန်ကာလပိုင်းထားကိုရောက်ရှိနေတယ်လို့တွေ့ရပါတယ်ခင်ဗျာငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်တော့ငွေကြေးပိုင်းနေမှာအကုံအကြအထွက်ပြူတွေညားနေတတ်ပါတယ်အဲတချို့ငွေကြေးအတွက်နဲ့လည်းပဲစိတ်သောကများစရာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်အဲလိုအပ်လို့မလို့ပေါ့နော်ပတ်စံနေရှာရွှေရတာမျိုးလေးတွေလည်းပဲ ဖြစ်တတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ငွေကြေးပိုင်းမှာတော့တကယ်ပဲအားနည်းနေတယ်လို့ဆိုရမယ့်အနေအထားမျိုးကိုသွားတွေ့ရပါတယ်ခင်ဗျာ။ကြတာကတော့အရင်ဆုံးအင်္ဂါဝိဆာနဲ့အလောက်ကိုင်ငွေကြီးအခြေအနေကိုကြည့်ပြတာပါ။ဘာလို့တူတူကြကြကြုံတွေ့ရနိုင်အောင်မလဲဆိုတာကိုတဲရော့ကန်နဲ့ကကြမာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရှိမှတဝူးချင်းတယောက်ချင်းဗီရီမင်းမြန်းကျင်ပါတယ်ဆိုတဲ့သူများက TikTok ဘာယုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမြန်လို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစနလေးကိုပို့ပေးတယ်။တိလိုတဲ့မင်းလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။လိုအပ်တဲ့ရည်ရွယ်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူစွာကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲကူးဆက်ပြီးတော့တောက်ကြတာမိများတွေတဲရော့ကတ်လေးကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။ တောက်ကြသားသီးများအနေနဲ့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေတွေဖြစ်ပေါ်စေတတ်ပါတယ်။နောက်ဒီကာလအတွင်းမှာအကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။အဲ့တော့တိတာထင်ရှားတဲ့တိုးတက်ကြောင်းလဲမှုတွေနဲ့အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါလက်ရှိဒါကျွန်တော်တေရော့ကတ်ချိုးလိုက်တဲ့အခါမှာ ကြနေတဲ့နမိတ်ပုံရဟောပြောပေးလိုက်ရပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်ရဲ့ဟောပြောချက်လေးတွေသဘောကျနှစ်သက်တဲ့ဆိုအဖမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်စနေသားနေ့များတွေအခုရောက်ရှိ နေတဲ့ဒီရဲ့အော်တိုဘာလလဝက်ကနေစပြီးတော့လကုန်ပိုင်းအထိပေါ့နော်အလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိဆာနဲ့ကျွန်တော်ကြည့်ပေးပါမယ်ရပြီးတဲ့အခါမှာထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုဒါတေရော့ကန်နဲ့ န့်ကြမှာဖတ်ကြားပေးမှာပဲဖြစ်ပါလေခင်ဗျာမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာစနေသားမိန်းမအနေနဲ့လုပ်ငန်းခိုင်ငန်းပိုင်းတွေကရှေ့ကိုမရောက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပါတယ်အလုံးမှာ အဲခက်ခဲမှုတွေစိန်ခေါ်မှုတွေများစွာကြုံတွေ့နေရတတ်ပါတယ်အလုံးနဲ့ပတ်သက်တဲ့ PR တွေလည်းပဲတအားများနေတတ်ပါတယ်ဒါပေမဲ့အလုံးကိုင်းနဲ့ပတ်သက်တဲ့ဒီချိန်ကာလပိုင်းထားရဲ့အခြေအနေကတော့ဒါခက်ခဲကြတဲ့ကနေအဲကြိုးစားယုံကန်ပြီးတော့ပေါ့နော်များသောအားဖြင့်အစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာအဲ့တော့ငွေကြေးပိုင်းမှာတော့ အဆင်ပြေမှုတွေရှိလာပါလိမ့်မယ်။ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေပွင့်လန်းလို့လာပါလိမ့်မယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတချို့ကိုပြေလည်အောင်ဖြည့်ရှင်းလုံဆောင်နိုင်လိမ့်မယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်။ဒါမလို့စနေသားမိများရဲ့ဒီကာလငွေကြေးပိုင်းအခြေအနေတွေဖို့တော့ကျွန်တော်အနေနဲ့ကောင်းပါတယ်လို့ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာ။ကြေတာကတော့အရင်ဆုံးအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိသနဲ့ကျွန်တော် ဟောပြောပေးတာပါ။ဘာလို့ကြွကြွကြာကြုံတွေ့လာရနိုင်အောင်မလဲဆိုတာကိုတဲရော့ကန်နဲ့လည်းပဲကကြမှာဖတ်ကြားပေးပါမယ်။ ဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းလဲဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာအဲ့တော့တဦးချင်းတယောက်ချင်းကိန်းကန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတန်တွေကိုကျွန်တော်ပို့ပေးတယ်သိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစွာကတဦးကို 2000ကျပ်ယူပါတယ်ခင်ဗျာကဲခုဆက်ပြီးတော့စနေသားနေ့များအတွက်ဒါတဲရွက်ကလေးနဲ့ကျွန်တော်ဟောကြားပေးလိုက်ပါပြီစနေသားနေ့များဟာဒီချိန်ကာလပိုင်းသားမှာဘာသာရေးပိုင်းဆိုင်ရာကိစ္စရပ်မျိုးတွေကိုဆောင်ရွက်ရတတ်ပါတယ်ဘာသာရေးအလုပ်လုပ်နေတဲ့သူတွေကလည်းပို့ပြီးတော့ကံနေကောင်းစေနိုင်နိုင်မယ်လို့တွေးရပါတယ်နောက်ဒီကာလအတွင်းမှာအတွေ့အကြုံအမြင်တို့ အတိရူးညံလူတွေရသွားတတ်ပါတယ်။နောက်တချို့ဘာလို့လို့ဘာကရမှမသိဘူးလမ်းပြောက်နေပါတယ်ဆိုတဲ့သူတွေကလည်းပဲဘာလို့လို့ဘာကရမယ်ဆိုတဲ့လမ်းစားတွေပေါ်ပေါက်လို့လာနိုင်ပါတယ်။အခွင့်လမ်းကောင်းတချို့ရလာနိုင်ပါတယ်။အဲတိုးတက်အောင်မြင်မှုလေးတွေလည်းရှိလာနိုင်ပါတယ်။အထူးသဖြင့်မိကောင်းဆွေကောင်းတွေနဲ့ဆုံတွေ့ရတတ်တယ်။ဆရာသမားလိုပုံကိုယ်တွေရဲ့အခုညီကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါလည်းရှိ ဒါရောကကနမိတ်ပုံရကျွန်တော်ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာအခုကျွန်တော်ရဟောပြောချက်လေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် లై ရှယ်လေးတွေနဲ့အားပေးလှည့်ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်